မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ Match လ6ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မြောက်ကလာပါမြို့နယ်နဲ့တောင်ကလာပါမြို့နယ်အစမှာရှိတဲ့ခမရ၄၃၅တိုင်ရင်ဂိတ်ကိုလက်ပစ်ပုံနှလုံးနဲ့ပြစ်သွင်းတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မတ်လ၄ရက်နေ့ည၈နာရီ၁၀မိနစ်ခန့်မှာမြောက်ကလာပါမြို့နယ်နဲ့တောင်းကလာပါမြို့နယ်အဆက်မှာရှိတဲ့အချမ်းဘတ်စစ်တပ်ရဲ့ခမာယ၄၃၅တိုက်ရင်ဂိတ်ကိုတော်လိုင်းတပ်ဖွဲ့များကလက်ပြဘုံနှလုံးနဲ့အနီးကပ်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအချမ်းဘတ်စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုရှိမရှိကိုအတိပြုနိုင်ခြင်းမရှိသေးပဲတော်လိုင်းတပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။မနေ့ကညတော်ကပောက်ကွဲတံကြားလိုက်ရတယ်အကျယ်ကြီးပဲမနေ့ရောက်တော့လိုင်မေးကြီးတော့၄၃၅တိုက်ရင်ဂိတ်ဖောက်ခွဲတိုက်ခိုက်ခံလိုက်ရတယ်လို့သိရတယ်။ည ညကလူနာတင်ကားတွေသွားတာကြားတော့ထိခိုက်မှုရှိနိုင်မယ်ထင်တယ်အသေးစိတ်တော့မသိရသေးဘူးလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကို Freeland Attack Force FLA နဲ့ Yangon Army YA တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းအင်အားစုများအနေနဲ့ Yangon မြို့ပြကိုအကြမ်းဖက်စစ်ကောင်စီတွေလုံးဝအုပ်ချုပ်ခွင့်မရစေရန်အစွမ်းကိုတွန်းလှန်ခုခံနေမှာဖြစ်ပြီးတော့ Yangon မြို့ပြအတွင်းမှာအများပြည်သူနဲ့အတူလျှို့ဝှက်စွာတည်ရှိနေမှာဖြစ်တယ်လို့ Freeland Attack Force FLA အဖွဲ့ကအသိပေးထုတ်ပြန်ထားကြောင်းတင်ပြရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းရွှေဘူရေဦးလမ်းပိုင်းမှာရိတ်ခါထုတ်ပြီးတော့ပြန်လာတဲ့ပြူစောတိကြော်ဝင်းလိုက်ပါလာတဲ့ကားကိုတိုက်ခိုက်ခဲ့ရာကားတစီတင်းစီရရှိခဲ့ပြီးတော့မိရှုရှင်းလင်းခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ9ရက်နေ့မှာပယံရွာပြူစောတိကြော်ဝင်းဟာရွှေဘူမျိုးရင်းကိုတွားရောက်ပြီးတော့ရိတ်ခါထုတ်ပြီးပြန်လာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကရွှေဘူရေဦးလမ်းပိုင်းအရောက်မှာစီးကြုံတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုအတွင်းမှာကားပေါ်မှာလိုက်ပါလာတဲ့ပြူစောတိများဟာ အထိကိုင်များပြီးတော့၎င်းတို့စီးနေလာတဲ့ကားကိုလမ်းဘေးမှာဆွတ်ပစ်ပြီးထွက်ပြေးသွားတယ်လို့သိရပါဗျ။တိုက်ခိုက်မှုအတွင်းမှာကားဟာလည်းပျက်စီးသွားပြီးတော့ရွှေပြောင်းနိုင်ရမလွယ်ကူနိုင်တဲ့အတွက်ကြောင့်မှတ်တမ်းများရယူပြီးတော့မိရှုရှင်းလင်းခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာကာကွယ်တပ်ဖွဲ့တွေဘက်ကရဲဘော်တအူးနင်းမိုင်းထိပ်ပြီးတော့အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကိုရွှေဘုံမြို့နယ်ပတ်ကဖတာဝန်ကြီးရဲ့ကုတ်ကဲမှုနဲ့ရွှေဘုံမြို့နယ်ပတ်ကဖတိုက်ခိုက်ရေးအဖွဲ့ PDO တိုင်နယ်ကပတ်ကဖတိုက်ခိုက်ရေးအဖွဲ့ရွှေဘုံခရိုင်တပ်ရင်း၄နဲ့နယ်မြေကပတ်ကဖများကပူးပေါင်း င်းပြီးတော့လှုပ်ဆောင်ခဲ့ကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းဒဝယ်မြို့ကနေစစ်မှုထမ်းတပ်သားတက်များကိုတင်ဆောင်ထားတဲ့ကွန်တိန်နာသင်းမောကိုကြားဖြတ်တိုက်ခတ်ရာစစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ၄ရက်နေ့ညနေ၄နာရီခွဲအချိန်ကမှာ ဒဝယ်မြို့ကနေဒဝယ်မြေချောင်းအတိုင်းကိုတိုင်နာတင်းမောနဲ့စုံစင်းလာတဲ့စစ်မှုရေးတင်တန်းစင်တပ်သားတင်များကိုပို့ဆောင်ရန်လိုက်ပါလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ကထိခိုက်တိုက်ဆုံမှုရှိနိုင်ပြီးတော့အရေးအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်တော်လိုင်းတပ်ဖွဲ့ဝင်တွေကတော့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ် တဝဲမြေเจ้าအတိုင်းရေเจ้าအတုံးပြုတ်ပြီးတော့သွာလာနေကြတယ်အကြမ်းဆက်ကောင်းစီတပ်သားများကိုအချိန်မရွေးနေရာမရွေးပြစ်မှတ်ထားပြီးတော့တိုက်ခိုက်ချင်းမုန်းသွားမှဖြစ်ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကအသိပေးပြောဆိုထားပါတယ်။ဒါကြောင့်ဒဝဲမြေကျောင်းအတွင်းမှာတွာလာလှုပ်ရှားနေတဲ့တံငါတယ်များငါးဖန်ဆက်လီများကိုအကြမ်းမစစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်ခြင်းအကြမ်းမစစ်ကောင်စီတပ်သားများကိုတင်ဆောင်ပြီးတော့တွာလာခြင်းများကိုမပြုလုပ်ကြရန်လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကအထူးသတိပေးပြောဆိုထားပြီးတော့အကြမ်းမစစ်တပ်ရဲ့တပ်အရှိအပြောင်းများအတွက်ဖြစ်စေစစ်ကူပိုခြင်းအတွက်ဖြစ်စေစစ်ကောင်စီတပ်သားများကိုတင်ဆောင်ပြီးတွာလာပါက ပြစ်မှတ်ထားပြီးတော့တိုက်ခိုက်ချိန်မုံသွားမှာဖြစ်ကြောင်းလောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောပြထားပါတယ်။ကွန်တိန်နာပေါ်မှာခိုးပြီးတော့လိုက်လာကြတာပေါ့။သူတို့ပုံမှန်သွားနေတဲ့လှေကြတော့ကျွန်တော်တို့ဘက်ကတိသွားပြီလေ။အဲ့လိုတိသွားပြီဆိုတော့အခုလိုမျိုးခိုးပြီးလိုက်လာတာလမ်းကနေသွားရင်သူတို့ကအပြစ်ခံရမှာဆိုလို့အဲ့ဒီကွန်တိန်နာသင်းမောပေါ်ကနေပြီးတော့လိုက်လာကြတာပေါ့။အင်အားကတော့အကုန်လုံးပေါင်းရင်30 40လောက်တော့ပါတယ်။ကျွန်တော်တို့ကသူတို့ကိုမြင်တာပေါ့။ခွေးတွေပါတယ်။သူတို့ရဲ့လုံခြုံရေးအထွတ်ဆိုပြီးတော့လိုက်လာတဲ့ခွေးတွေလည်းပါတယ်။ ခွေးတွေနဲ့အပြန်လန်ပြစ်ခတ်တာပေါ့ခွေးထိကိုက်တိတ်ဆုံးမှုစည်ရင်ကတော့မသိရသေးဘူးဘာလို့လဲဆိုတော့ဒီကောင်တွေကဘိတ်ဘက်ကိုသွားမှဆိုတော့သတင်းမရသေးဘူးဖြစ်နေတယ်ဒီကောင်တွေကရေလန်းချောင်းကိုအဓိကတုံးနေတာပေါ့ကုန်းလန်းကနေမသွားရတော့ဘူးလေဒီရေလန်းချောင်းကသွားလာပြီးတော့လက်နဲ့ခဲရံတွေကိုစစ်ကူပေးတာတွေအကုန်လုံးကိုရေလန်းချောင်းကိုပဲအဓိကတုံးနေတာဆိုတော့ကျွန်တော်တို့ဘက်ကလည်းရေလန်းချောင်းကိုဒီကောင်တွေတုံးလို့မရအောင်ဆိုပြီးတော့ရေလန်းချောင်းတစ်လျှောက်လုံးကိုတောက်လျှောက်တိုက်ခိုက်မယ်ပေါ့ဒီတော့ကျွန်တော်တို့ထုတ်ပြန်ကြမှာရေးရတဲ့အတိုင်းပါပဲရေလန်းချောင်းမှာသွာလာနေကြတယ် တင်းမောတွေငါးဖန်ဆက်လေတွေစစ်ခွေးတွေကိုမတင်ကြောင်းနဲ့ပေါ့တင်ရင်တော့ကျွန်တော်တို့တိုက်ခိုက်တဲ့အခါကျရင်သူတို့လည်းထိခိုက်နေနာတာတွေဖြစ်လာနိုင်တယ်ဒါကြောင့်မို့လို့အဲ့ဒီစစ်ခွေးတွေနဲ့ကင်းကင်းရှင်းရှင်းနေဖို့တတိပေးကြပါတယ်လို့လောင်းလုံးမျိုးနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုလောင်းလုံးမျိုးနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့ဒဝဲပြည်သူ့ကာကွယ်တပ်ဖွဲ့ DDT အပါအဝင်ပူးပေါင်းတပ်များကလုံဆောင်ခဲ့ခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းငန်းစုံမြို့ကနေကားနှက်စိတ်နဲ့ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ခဲ့ရာစစ်တပ်ကနှစ်ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာတရက်နေ့မနက်7:00နာရီကမှငန်းစုံမြို့ကနေကားနှက်စိတ်နဲ့ထွက်လာတဲ့အကြမ်းဖက်စစ်သားနဲ့ပြူစောတိအင်အား80ခန်းဟာ ကြောင်းကြီးကဖျားကိုရောက်ရှိနေကြောင်းတရင်ရတဲ့အတော့ TGYR တပ်ဖွဲ့ TGYR drone team နဲ့မဟာမိတ်တပ်ဖွဲ့များက drone နဲ့ဘုံကျဲပြီးတော့မြေပြင်ကနေလေ40မမလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်က9ဦးသေဆုံးပြီး3ဦးထိခိုက်ဒဏ်ရာရရှိက အရေးပေါ်ကုသမှုတွေခံယူနေရပြီးတော့ကာနစီထဲမှာဒဇီးဟာပြက်စီးသွားတယ်လို့သိရပါတယ်။စစ်ခွေးနှကောင်တည်ပြီးတော့တုံးကောင်ဈေးကုသနေရတယ်လို့သတင်းအတိအကျရပါတယ်။အထူးသဖြင့်ဒီကောင်တွေအထိနာအသေးများတဲ့အခါမှာပြည်သူတွေကိုပြစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်လို့ရှိတာရဲ့အမြဲလုံနေတာတွေကြောင့်ပြည်သူတွေအတွက်လေကြောင်းကိုအထူးကူဆိုင်ဖို့မှားခြင်းပါတယ်။ငန်းစုံမျိုးနဲ့အတွဲမှာစစ်တပ်ကပြည်သူတွေကိုပြစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုအမြဲပြုလုပ်နေတာဖြစ်လို့လေကြောင်းအသည့်တရိပ်ရှိစွာနဲ့နေထိုင်ကြပါလို့ TGYR တပ်ဖွဲ့ကပြန်ကြားရေးတာဝန်ခံရဲဘော်ရဲရင်ကပြောဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုကို TGYR Youth Guerrilla Counter Revolution and the TGYR Drone Team နဲ့အတူအာမတ်တပ်ယောက်ျားတပ်ဖွဲ့ငန်းဆောင်မြို့နယ်မြို့နယ်ပတ်ကဖာမန္တလေးခရိုင်အမှန်၅တပ်ရင်း Fight for Freedom FFF NK တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံကန်ချနာပူရီမှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား29ဦးဖမ်းဆီးခံလိုက်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ၄ရက်နေ့မှာထိုင်းနိုင်ငံအတွင်းကိုတရားမဝင်လမ်းကြောင်းကနေတဆင့်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား29ဦးကိုဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ပြီးဖမ်းဆီးရရှိတဲ့လူငယ်တွေထဲမှာအသက်18နှစ်ကနေအသက်40နှစ်အတွင်းလူငယ်များဖြစ်တယ်လို့သိရပါဗျ။ ဖျားသုံးစုကနေတဆင့်ထိုင်းနိုင်ငံအတွင်းကိုဝင်ရောက်လာတဲ့အချိန်မှာဖမ်းဆီးခံလိုက်ရခြင်းဖြစ်တယ်လို့သိရပါတယ်။လက်တလုံးမြန်မာနိုင်ငံအတွင်းထဲမှာစစ်ကောင်စီကဆက်မှုထမ်းခိုင်းရန်အတွက်လူငယ်များကိုအတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးမှုများတောက်လျှောက်လှုပ်ဆောင်နေတယ်လို့သိရပါတယ်။အခုလိုမျိုးလှုပ်ဆောင်မှုတွေကြောင့်လူငယ်များဟာပြည်ပနိုင်ငံများကိုထွက်ခွာရန်စူးစမ်းနေကြတယ်လို့သိရပါတယ်။ တရားဝင်၄ဆက်ကနေတစ်ဆက်ထွက်ခွာဖို့ဟာလေစစ်ကောင်စီက PJ နိုင်ငံကူးလက်မှတ် PV နိုင်ငံကူးလက်မှတ်များနဲ့ပြည်ပထွက်ခွာမှုများကိုစစ်ကောင်စီကတင်းကျပ်ပိတ်ပင်လျက်ရှိတယ်လို့သိရပါတယ်။ဒါကြောင့်တရားမဝင်တဲ့လမ်းကြောင်းများကနေတစ်ဆင့်ထိုင်းနိုင်ငံနဲ့မလေးရှားနိုင်ငံကိုတွားရောက်ပြီးတော့တိမ်းရှောင်မှုများများပြားလာနေခြင်းဖြစ်တယ်လို့သိရပါတယ်။ထိုင်းမြန်မာနယ်စပ်မဲဆောက်မှာရွှေပြောင်းမြန်မာလူငယ်များကိုအခုကြီးပေးနေသူတို့ကပြန်လည်ပြောပြထားပါတယ်။ ်ပေါ်တာဆွဲတာတွေအများများလာတော့လူငယ်တွေပြေးကျင်လို့ဆိုပြီးတော့ဆက်ွယ်တာတော်တော်ကိုများလာတယ်မြောက်ရီမဲဆောက်လမ်းကြောင်းကအခုဆိုရင်အရန်ကိုတင်းကျပ်ထားတော့ဖျားသုံးစုဘက်ကနေတွားကြတာများတယ်အဖမ်းခံရတာလည်းများတယ်ထိုင်းကနေတစ်ဆင့်မလေးရှားအထိကို အောက်လမ်းကနေတွားကြတာလည်းအရန်ကိုများပါတယ်တချို့ဆိုရင်လည်းထိုင်းဘက်ကိုမကူတော့ဘူးဒီဘက်မှာရှိတဲ့ကြားပြတ်နေမှာပဲဝင်လုံးလိုက်ကြတာတွေလည်းအများကြီးပဲတနေ့တနေ့ကိုနေဆက်ဘက်ကိုလူတွေကိုယာနဲ့ချီပြီးတော့ဖြတ်တန်းသွားလာနေကြတာလို့ထိုင်းမြန်မာနယ်စပ်ကရွှေပြောင်းမြန်မာလူငယ်များကိုအကူအညီပေးနေသူကရှင်းပြထားပါတယ် ထူးခြားချက်အနေနဲ့အခုရပိုင်းအတွင်းမှာထိုင်းမြန်မာနယ်စပ်ဘက်ကိုထွက်ခွာသွားလာနေကြတဲ့လူငယ်များတွေမှာအမျိုးသမီးငယ်အရေးအတွက်တွေတိတိတတ်တာတိုးတက်များပြားလာနေတယ်လို့တွေ့ရပါတယ်။အမျိုးသမီးငယ်များဟာထိုင်းနိုင်ငံနဲ့မလေးရှားနိုင်ငံများကိုတရားမဝင်လမ်းကြောင်းများကနေပြီးတော့သွားရောက်ပြီးအလုပ်လုပ်ကံရန်ထွက်ခွာနေကြခြင်းဖြစ်တယ်လို့မင်းများချက်များအရသိရှိရပါတယ်။အမျိုးသမီးတွေကိုစစ်မှုထမ်းစခေါ်တာကလည်းတကြောင်ပြီးတော့အထဲမှာလည်းအလုပ်မရှိတော့တာနဲ့အိမ်ဒီမှာအရန်ကိုကြက်တဲလာကြတော့အလုပ်လုပ်ဖို့ဆိုပြီးတော့ထွက်ပြေးလာကြတယ်။ အမျိုးသမီးတွေကတော့စီးပွားရေးအဆင်မပြေလို့အဓိကထွက်လာကြတာပေါ့အရွယ်ပေါင်းစုံမှာပဲအသက်16နဲ့18နှစ်ကစပြီးတော့အသက်50လောက်အထိအမျိုးသမီးတွေပြေးလာကြတာပါလို့၎င်းကရှင်းပြထားပါတယ်အကြမ်းဆက်ကောင်စီကယခုခါမှာစစ်မှုထမ်းအပတ်စဉ်စက်တစ်ကိုဖွင့်လျက်ရန်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများနိုင်ငံတော်အားမှလှုံ့ဆော်နေတယ်လို့သတင်းတောက်များရဲ့သတင်းပေးပို့ချက်နဲ့ပြည်သူများရဲ့ပြောဆိုချက်များအရသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မဂရီတန်ရေစကြုံမြို့နယ်ရေလယ်ကျွန်းဒေသကိုစစ်ကြောင်းထုံးနေတဲ့အကြမ်းဖက်ဆက်တက်ကပြည်သူ၅ဦးခန့်ကိုတပ်ဖြတ်ခဲ့ပြီးတော့မြေစွန်းတော်ရွာကိုရွာလုံးကျွတ်နှိပါမိရှုဖြတ်စည်းက ဇယက်နေရွာကိုလည်းဆက်လက်ပြီးတော့မီးရှို့ဖျက်ဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်ချ်လာ၂ရက်နေ့ကစတင်ပြီးတော့ရေလကြုံမြို့ပေါ်ကနေရောက်ရှိလာတဲ့အကြမ်းဖက်စစ်သားများနဲ့ရေလကြုံဒေသမှာရှိတဲ့စစ်ကြောင်းများပူးပေါင်းကမေဇုံးတော်ကျေးရွာကိုဝင်ရောက်စီးနှင်းပြီးတော့အဲ့ဒီနေ့မနက်ပိုင်းကစတင်ပြီးတော့ပြည်သူဝိုင်းနေအိမ်များကိုမီးရှို့ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့မီးရှို့ဖျက်ဆီးမှုကြောင့်အင်ဂျင်400ဝန်းကျင်ရှိတဲ့မေဇုံးတော်ရွာဟာရွာလုံးကျွတ်နီးပါးမီးလောင်ပျက်စီးသွားခဲ့ရတယ်လို့သိရပါတယ်။ဒါပြင် ်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းနဲ့ကျမ်းမာရေးမကောင်းမဲနဲ့နေအိမ်မှာကြာရှိသူများကိုလည်းမိရှို့တပ်ဖြတ်ခြင်းတို့ကြောင့်ရွာတစ်ကျေးရွာမြေဆုံးတော်ကျေးရွာနဲ့မလကာချန်ကျေးရွာတို့ကအရက်သားပြည်သူ၅ဦးကတိတ်ဆုံးသွားတယ်လို့သိရပါတယ်အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာမတ်လ9ရက်နေ့မနက်9:25မိနစ်မှာဇေယျနီရွာကိုမိရှို့ဖျက်ဆီးခဲ့ပြီးတဲ့နောက်ညနေ4:10မိနစ်ခန့်မှာတာကောင်လေးရွာကိုဆက်လက်ပြီးတော့မိရှို့ဖျက်ဆီးနေကြောင်းရေစကြို Township Info Committee အဖွဲ့ထံကသိရပါတယ် အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာရေလဲကျွန်းဒေသအတွင်းမှာရှိတဲ့ခြေရွာများမှာဆက်လက်ပြီးတော့တပ်ဆွဲထားပြီးကင်းမုံအများအပြားကိုချထားတဲ့အတွက်ကြောင့်မြေပြင်အခြေအနေအသေးစိတ်ကိုတော့အတိပြုနိုင်ရန်ခက်ခဲနေတယ်လို့သိရပါဗျ။ဒီနေ့စစ်ခွေးတွေဇေယျနေရွာကိုမီးဆက်ပြီးတော့ရှို့နေပါတယ်။စစ်ခွေးတွေမီးရှို့လို့မြေစွန်းတော်ရွာကတော့တိုင်ရွာလုံးနေပါကိုမီးရှို့ခံလိုက်ရတယ်။ ်ရွာတစ်ကျေးရွာနဲ့မြေစွန်းတော်ကျေးရွာတွေမှာအသက်ခံရတဲ့ပြည်သူတွေရှိတယ်လို့သိရတယ်။နောက်ပြီးတော့လက်နက်ကြီးကြောင့်ဒေတာတွေမိရှို့နေတော့ကျမကြီးကြောင့်တိတ်ဆုံးနေတာတွေလည်းရှိတယ်လို့ကြားသိနေရပါတယ်။မလကာချန်ကျေးရွာမှာလည်းတက်ခံရတဲ့ပြည်သူတွေရှိတယ်လို့သိထားတယ်။ ပြည်သူတွေကတော့စစ်ရှောင်နေရာဆဲဖြစ်ပါတယ်အခုမြေပြင်တရင်အရာစစ်ခွဲတွေတတ်ထားတာအ ਨੇ ဆုံးပြည်သူ9ဦးလောက်ရှိမယ်ထင်တယ်ဘုံကြီးတပါးလဲတည်တယ်လို့ကြားထားပေမဲ့အတီးပြုတ်လို့တော့မရသေးဘူးမြေဆုံးတော့ရွာကအင်ဂျီ400နီးပါးရှိတဲ့ရွာပါတရထဲနယ်ကိုစစ်ခွဲတွေကစိတ်ကြိုက်ကိုမိရှုဖျက်ဆီးသွားတာလို့ဒေသခံပြည်သူတို့ကတရင်ပေးဖို့တိုင်ကြားထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးလည်း BNDL ကင်းရှင်းပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဇိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ